တို့ရေကျမတော်မိုးခိုင်ဖြစ်ပါတယ်ဒီကနေ့2025ခုနှစ်မေလ10ရက်နေ့ရန်ကိုမင်္ဂလာပေါင်းနဲ့ပြည်စုံတဲ့နေ့ကလေးပေါ့ရှင်ကျမဒီရထမ်းမှာပျောက်သွားလို့ကျမရဲ့မိဘပြည်သူတွေညီကောင်မောင်နှမတွေကစိုးရင်စိတ်တွေနဲ့စိတ်ပူပူရှိနေကြတာဟုတ်လားကျမစီကိုဖုန်းနေဆက်ပြီးတော့မျိုးမျိုးသတင်းပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ရှိပါတယ်ဟုတ်လားအခုကျမရဲ့မိဘပြည်သူတွေအရန်ကိုမျောလင့်စောင့်စားပြီးတော့မျောလင့်တကြီးနဲ့အရန်ကိုစောင့်စားနေကြတဲ့ပွဲလေးယနေ့ကျမ တရားဝင်အတိပေးကြော်ညာပါတော့မယ်ဟုတ်လား why and simple is like youtube အကောင့်ပိုင်ရှင်ဖြည့်ကံဘဝနဲ့အမုန်းခံလူသားတက်တော့အကောင့်ပိုင်ရှင်ကိုစောဖုံဟိဒီကျမအာဂုံတိတ်ခါကိုထိခိုက်စေတယ်ချင်းချောက်တယ်နော် ကျမရဲ့ဓပုံလေးကိုကျမရဲ့ဓပုံလေးကိုပြပြီးတော့ကျမရဲ့ဂုံတိတ်ခါကိုထိခိုက်စေတဲ့အပြုမှုအပြောဆိုတွေကျမကိုမယိုင်းဆဲဆိုစွာနဲ့ပြုလုပ်ခဲ့သည့်အတွက်ကြောင့်နော်ဆက်သွယ်ရေးဥပဒေပုံမှ66ဂါကြီးကနေဒီကနေ့8ရက်9လ2025နော်တောင်တကုံမြို့နယ်ရန်ကုန်တိုင်းဒေသကြီးတောင်တကုံမြို့နယ်မြို့မရဲစခန်းမှာပပန်းနံပါတ်358မြင်းဆောင်2025ဆက်သွယ်ရေးဥပဒေပုံမှ66ဂါကြီးဖြင့် ကျမတရားဝင်ဥရိနှင့်အညီတရားစွဲဆိုမှုပြုခဲ့ပြီးပါပြီเนาะပနံပါတ်38မြင်းဆောင်2025ဆက်သက်ရေးဥပဒေပုံမှ66ဂါကြီးနဲ့ဥပဒေနှင့်အညီတရားစွဲဆိုခဲ့အမှုဖွင့်ပြီးပါပြီရှင်เนาะဟုတ်လားကျမအရင်တုန်းကလုပ်ခဲ့တဲ့2020ရွေးကောက်ပွဲကာလတုန်းကကျမကအခြေခံလူဒန်းစားဘဝမြင့်မာရေးပါတီရဲ့အထွေထွေတွင်းရေးမှုအဖြစ်ဘာသာတနာတိုင်းပြည်အတွက်အရေးကြီးတဲ့အချိန်မှာ နော်ရှေ့ကနေမာမမမရက်ပြီးတော့တိုက်ပွဲဝင်ပြီးတော့လောက်ခဲ့တဲ့ကျမဒုံမူခိုင်ကိုကျမရဲ့ပါတီနာမည်ကြီးဟုတ်လားအခြေခံအခြေခံလူတန်းစားဘဝမြင့်မားရေးပါတီဆိုတဲ့ခေါင်းစဉ်ကျမဒုံမူခိုင်ရဲ့ပုံလေးကိုဒီဆိုရှယ်မီဒီယာသူ့ရဲ့ဒီ YouTube အကောင့် social media ပေါ်ကနေပြပြီးတော့ကျမရဲ့ဂုံသိခါကိုထိခိုက်စေတယ်ချိန်ချောက်တယ်ဆဲဆိုတယ်ပြုမှုတဲ့ပြုမှုခဲ့သည့်အတွက်ကျမက66ဂါကြီးနဲ့ယနေ့ တောင်တကုံနော်တောင်တကုံမြို့မရက်စခန်းရန်ကုန်တိုင်းဒေသကြီးကနေပြီးတော့ကျမအမှုဖွင့်ရေးတရားဝင်ဥပဒေနဲ့အညီရေးရေးယူမှုပြုခဲ့ပြီးပါပြီဟုတ်လားငါကဘာကောင်လဲငါနောက်မှာဘသူတွေရှိလဲငါကိုလှုပ်ရဲလို့လားဘသူကအမှုဖွင့်ရဲလဲဘယ်စခန်းကအမှုဖွင့်ရဲလဲဆိုပြီးအာပေါင်းအာရင်တန်တန်နဲ့လက်သီးလက်မောင်းတန်းခဲ့တဲ့သူအခုတော့မမိုးခိုင်ဆိုတဲ့မိန်းမကဘလို့အမျိုးအစလဲဘလို့ အဆင့်အတန်းလဲဆိုတာကိုသိရပါမယ်ကျမရဲ့ဒီဓာတ်ပုံတွေကိုပြပြီးတော့သူ့ကိုကျမကချိန်ချောက်ပါတယ်ဆိုပြီးလိန်လေပြောဆိုခဲ့တဲ့အကြောင်းလေးကိုကျမဒီ live ကျမရဲ့ Facebook account နော် Facebook account ကနေကျမညက် ရခိုင်စစ်မျက်နှာမှာအရခတ်တတော်နဲ့အတူအမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနစကိုင်းတိုင်းဘက်ကဖတိုက်ခိုက်ရေးရဲဘော်တွေတိုက်ပွဲဝင်ခဲ့အကြမ်းဖက်စစ်တပ်နဲ့အပြင်းထန်တိုက်ခိုက်မှုတွေဖြစ်ပွားနေပြီးမြို့သိမ်းတိုက်ပွဲတွေစစ်ဌာနချုပ်သိမ်းတိုက်ပွဲတွေဖြစ်ပွားနေတဲ့ရခိုင်စစ်မျက်နှာမှာအရခတ်တတော်နဲ့အတူအမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနစကိုင်းတိုင်းဘက်ကဖတိုက်ခိုက်ရေးရဲဘော်တွေတိုက်ပွဲဝင်ခဲ့တယ်လို့မေလာ၈ရက်ဘက်ကအတန်ကဖော်ပြပါရတယ်။ အဆိုပါစစ်မျက်နှာမှာပြန်လာတဲ့စကိုင်းတိုင်းပကဖာတိုက်ခိုက်ရဲဘော်တွေကို2025ခုနှစ်မေလ2ရက်နေ့မှာဂုံပြူကြိုးဆိုပွဲပြုလုပ်ခဲ့ပြီးစကိုင်းတိုင်းပကဖာအဖွဲ့မှတာဝန်ခံဒုတာဝန်ခံများသက်ဆိုင်ရာခရိုင်အသီးသီးမှတာဝန်ခံမျိုးနယ်တာဝန်ခံများရေးရာတာဝန်ခံများတက်ရောက်ခဲ့တယ်လို့သိရပါတယ်။ရခိုင်စစ်မျက်နှာတွင်အရခတ်တတော်နဲ့အတူတိုက်ပွဲဝင်စဉ်အတွင်းပကဖာအဖွဲ့ဝင်48ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကာ14ဦးကြာဆုံးခဲ့ပါတယ်။